ရေဒီယိုအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ရေရီအော်ဒီယိုပေါ့ချန်နယ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပွဲတက်မြောင်ဆိုတဲ့ဇလန်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ဇလန်းကိုတင်ဆက်ခင်မှာကျမတို့ရဲ့ရေရီအော်ဒီယိုပေါ့ချန်နယ်ကိုလိုက်ရန် subscribe လုပ်ထားပြီးပြီးမှ share notification bell လေးကိုလည်းနှိပ်ထားပေးကြပါအောင်နော်ဒါဆိုရင်ဇလန်းလေးကိုခုပဲစောင့်လိုက်တော့မယ်ကျမကိုရောက်တော့အိမ်လေးကိုကြည့်ပြီးတော့ကျမအံ့ဩသွားတယ်အလို့ ကျမဒယ်လီကိုတော့ပိတ်ထားခဲ့ရ၃နှစ်လောက်ရှိပြီ။ခုတော့ပြတင်းတကားတွေဖွင့်ထားပြီးခန်းစီလိုက်ကားတွေဟာတလွင်လွင်နေပါလား။၎င်းထဲကိုတရကားပန်းနဲ့လေးဟာမွေးကနေအရာမှာခြံထဲကြီးလိုက်တော့ပန်းအိုးလေးတွေအစီအစီ။မနေဖြစ်သေးလို့ကျမပါပန်းမဆိုင်မထားပါဘူး။တခုခုတော့လွဲနေပြီ။ဆောင်းဝါမှလည်းခေါင်းလောင်းလေးတစ်လုံးချိတ်ထားလိမ့်ရဲ့။ခေါင်းလောင်းလေးကိုလှုပ်လိုက်တော့မိမငယ်တရားအိမ်ပေါ်ကနေဆင်းပြီးကျမစီကိုရှောင်းလာနေပါလေ။နီလာလေးကသူမဟာတိတ်လှပါလားလို့တွေးမိနေတယ်။ ဘာလဲတရအောင်လို့စကားကိုထိမ့်ပြောမှာ။အမဒါကုံမြင့်သိန်းထွန်းအိမ်လား။ဟုတ်ပါရဲ့မမကိုကိုတော့မရှိဘူး။ကိုကိုဆိုပါလား။ဒါဆိုမမသူမိတ်ဆွေပါ။တန်လျုံဖျားဘူးလိုက်ရင်ဝင်းနှုတ်ဆက်တာ။အိမ်မမခဏနားလို့ရမလား။ရပါရဲ့လာပါမမ။ကျမရှိရာရှောက်သွားတဲ့မိန်းကလေးရဲ့ကောက်ချောင်းနှလားလေးကိုကြည့်ပြီးတော့ရှဲမီစာပြုတ်လာပါပြီ။ခုတော့ကျမအမျက်တနှိုးဝေထားတဲ့အိမ်မကိုဧည့်သည်အနေနဲ့တက်လာခဲ့ရပါတယ်။ခဏတော့မမ။ဘာမှမလုပ်ပါနဲ့ညီမ ခုပဲထမင်းစားလာတာရင်ရွေးချမ်းတဲ့ကော်ဖီလေးတော့တောက်တော့ပါနော်ပြပြဆူဆူနဲ့သူ့အိမ်ထဲဝင်သွားတော့ဒီအိမ်လေးဝယ်ခဲ့တုန်းကအเจ้าကြီးကျမကောင်းနေဝင်လာတယ်လွန်ခဲ့တဲ့၃လနှစ်ကအလူတစ်ခုလာရင်လမ်းထိပ်မှာအိမ်ရောင်းရန်ရှိသည်လို့ရေးထားနေဝင်ကြည့်လိုက်တာပေ၄၀60မြေခွက်ပေါ်မှာတချမ်းကပ်ပြီးစောက်ထားတဲ့ခြေတန်းရှိတသားအိမ်လက်လာလေးကိုတွေ့လိုက်ရှာတော့တာတွေ့တွေ့ချင်းတိတ်ကြိုက်သွားတယ်၄၉ထက်ကိုတက်လိုက်ရင်စင်ဝင်ပုံစံလေး ရှေးတဲတဲကအခန်းလေးကအေကန်တပတ်တစ်ချက်မှာခုံမြင့်မြင့်နဲ့ကြေးပန်းအိုးတွေစိုက်ထားတဲ့ကမုန်းပင်တွေဟာစိမ့်စိမ့်ဆူဆူညာဘက်ဘေးမှာစင်ဝင်ကနေအိမ်မကြီးစီဝင်လို့ရသလိုအေကန်းကနေဝင်လို့ရအောင်တကားပေါက်နှစ်ခုရှိတယ်အိမ်မကြီးမှာအိမ်ခန်းကျဲနှစ်ခန်းထမင်းစားကန်မီးဖို့ကြောင့်အိမ်သားတော်အပြင်ဘက်မလန်းမကန်ပါအိမ်ရှင်တွေဟာလိုက်ပြပြီးမှသူတို့အကြောင်းကိုပြောပြပါတယ်တရုတ်နယ်ပွားတွေမလို့ထိုင်ဝမ်ကိုအပြီးပြောင်းတော်မှာမို့ရောင်းရတာပါတယ် ီလိုနဲ့ကျမဝင်ဖြစ်သွားတယ်။ဒါပေမဲ့ကျမအမျိုးသားတောင်းရင်ကြားရစီလိုက်နေရင်မနေဖြစ်ဖြစ်နဲ့ပိတ်ထားရတာ။တွေးနေတော့မှပဲ။မတောင်းလိုက်ပါ။အေးညီမဒီမနေရကြပြီလား။နည်းနည်းလောက်ရှိပြီမမ။စိတ်မဆိုးနဲ့နော်။ကိုမြင့်သိန်းထွန်းကညီမမျိုးသားလား။ဟုတ်ပါရဲ့မမ။သူ့မှာစနေရှိတာညီမမသိဘူးလား။တသားကဝင်ရှိတော့မှသိရပါ။ခလေးရဲ့ဘဲရွယ်လေ။ရှင်းနေရှိပါပြီ။ចောင်းသွားပါရဲ့။မြတ်စွာဘုရား ခလေးအသက်ရှင်နေရှိမှကျမသိရတဲ့လားမမကကုတ်စနေနဲ့သိရလားပြန်မပြောပါနဲ့နော် တောင်းပန်ပါရဲ့မပြောပါဘူးသူနဲ့ဘယ်လိုအဆအတွေ့ရလဲညီမလှရင်စိမေပြိုင်ပွဲဝင်တွေ့ကြတာတထုံကနေရန်ကုန်မှလာပြိုင်တာပါအဖေအမေတွေရှိသေးလားရှိပါတယ်မမပင်စင်စားတွေအရှက်ကြောက်ကြီးတော့ညီမတို့ကိစ္စကိုတူတူတိတိပဲဖြေရှင်းလိုက်ရတယ်ခလေးကိုပမောင်းမွေးလဲ မော်လမြိုင်ကိုကိုတိအိမ်မှာနေပြီးတော့ဆေးရုံမောင်းမွေးရပါမမီခေါ်ပြီးပြေးတက်လာတဲ့ခလေးလေးကိုတွေ့လိုက်ရတော့ကျမအံ့ဩသွားတယ်မောင်းတဲ့တထီရရဲတူအောင်မွေးလေးမွေးတက်ပါမိမပီပီမနာလို့စိတ်တော့ဖြစ်မိတယ်တော်တော့မင်းနော်ညီမဟုတ်ကဲ့မမပါနဲ့လာလေတူလေးတယောက်လိုက်ပို့တာလက်မကောင်းတာနဲ့လက်ထိပ်မှာစောင့်နေတသားတို့အကြောင်းကအကြီးတွေပဲဝင်လို့ရရင်မမလက်အတော်လေးပြက်စီးနေပြီသားလေးကဘယ်ကျောင်းမှာ international school မှာပါ ။အော်ဟုတ်လား။သွားပြီနော်ညီမ။လမ်းမပေါ်ရှောက်လာရင်ကြာလာရင်မျက်ရည်တွေကိုတုပ်လိုက်ရတယ်။ဒီကိစ္စဘယ်သူမှသိလို့မဖြစ်ဘူး။အဲ့ဒါမောင်။ကျမမောင်တိတ်ချလို့။မောင်နဲ့ကျမကဘကူကတရက်ကထဲမှနေပြီးတော့ကြောင်းလေးတူတယ်။မောင်ဟာကျမထက်နှစ်တန်းကြီးလို့တငယ်ချင်းတော့မဟုတ်ဘူး။အသားဖြူပြီးအရက်မြင့်မြင့်နဲ့ရုပ်ချောရဲ့မောင်ကိုကျောင်းသူတော်တော်များများစိတ်ဝင်စားကြတယ်။လူလက်တန်းစားရည်နေတဲ့ရက်ကွက်မှာပစံရှိတဲ့ကျမအဖေကတာအေးနာရေးဆိုရင်ရှေ့ဆုံးအောင်ဆောင်နေ ရက်ွက်ထဲမှာဩစာရှိတယ်ဆိုပါတော့ဇင်းရဲတဲ့မုံစိုးမရေးသားမောင်ကလိမ်မာပြီးတော့စတော်တော့လူတိုင်းရဲ့ချီးမွမ်းတာကိုခံရတယ်။ကျမဖီးအားစာစာညံ့တဲ့တမီးကိုဆူရင်ဒေါ်ရင်မေးသားလေးများစာတော်လိုက်တာနှစ်တိုင်းဆူရတယ်။ငါတမီးလေးလည်းစာတော်ရင်ကောင်းပါပဲ။ဒီလိုဆုံးမလေးရှိတယ်။ကျမရှစ်တန်းအောင်နေနှစ်မှာမောင်ဟာဆယ်တန်းကိုဂုံနူးသုံးပါတာနဲ့အောင်နေ။ကျောင်းဆမတက်နိုင်တော့အရာရှိတန်တန်းလျှောက်တယ်တဲ့။တရက်ကျောင်းသွားကနေမိုးရီဟာတရားရွာနေတယ်။ ထီလေးဆောင်ပြီးအရာထွက်မှာမိုးရီတီတွေဘရောက်ပန်းတွေကင်ပြီးစောင့်နေရဲ့မောင်ကိုမြင်တော့ရှင်နဲ့ဒိန်းကနေကျမတို့ကရှောက်လိုက်လာတော့ရှင်နေတုံပြီးတော်တော်လေးရှောက်နေမိတယ်။အေးမောငါခနာဆောင်ပါအောင်။ဘာလို့မလုပ်လဲ။ငါလေးမနေ့ပြန်မန္တလေးမှာဒူရဲအုပ်တင်တဲ့သွားတက်ရတော့မယ်။နေကိုနှုတ်ဆက်ချလို့ရော့နေအတွက်ဘရောက်ပန်းတွေခုလာတယ်။ရှောင်ပြီးသူပေးတဲ့ဘရောက်ပန်းတွေယူပြီးမိုးရွာတွေရက်နေမိတယ်။တော့နေမိုးဆိုနေပြီ။ငါလေးနေကိုချစ်တယ်။ ပြောပြီးမိုးရေတွေကိုပြေးထွက်သွားတဲ့သူ့ကိုကြည့်ရင်ကျမရှင်တွေခုန်လိုက်တာ။စာညံနဲ့ကျမဆယ်တန်းချင်းချင်းကြာနေတော့မှ မောင်ဟာတင်တန်းဆင်းလာပြီးအရာရှိပေါက်စားပါ။ကျမတို့နှစ်ယောက်လည်းချစ်သူတွေဖြစ်သွားကြပြီ။မောင်ဟာရုပ်ဆိုးတဲ့ကျမကိုဘာလို့ကြိုက်တာလဲ။မောင်ကိုရုပ်ဆိုးတယ်လို့ဘသူကပြောလဲ။အသားညိုပိန်နေပိန်သေး။ဘမလှလို့လဲ။နတ်မောင်ရဲ့သဖင်ရင်ရီနေတဲ့မျက်လုံးလေး။မေးပြအမဲ့နဲ့လေးနဲ့မောင်မောင်ချစ်မိသွားတာ။ကျမတို့နှစ်ယောက်ချစ်သူဖြစ်ပြီးမကြခင် မောင်ဟာတောင်ကမှတောင်ပြင်ချလို့ပြောင်းရတော့မင်းဆိုလို့ငိုလိုက်ရတာမောင်ကသူနဲ့မခွဲနိုင်တခါလေးလိုက်ခဲဆိုတော့နေကျမမောင်တော်ကိုခိုးရလိုက်ခဲ့တယ်အဖေကကြောင်းထားခြင်းစောနေကျမမိသက်ကလေးကိုပြင်ထားတော့မောင်တော်ကိုခိုးရလိုက်ချိန်မှာကျမအသက်က18ခန်းနဲပဲရှိသေးတယ်ကျမအဖေစိတ်ဆိုးပြီးတော့အတင်းလိုက်ခွဲမယ်လို့သိတယ်အရက်ထဲကလူကြီးတွေဝိုင်းပြီးနားချတော့မှအဖေကသဘောတူတာဘကောမားပဲမင်္ဂလာဆုံးကပ်ပြီးလက်ထပ်ပြီးတယ်မောင်နဲ့အတူ တောင်ကမာလိုက်နေတော့အနေအေးပြီးစိတ်ထားကောင်းတဲ့ရက်ကမာနဲ့တားမိလို့ပါပဲ။ကျမချုပ်ရင်ချဟာသေးလေးမမှန်တာ။ရာသီလည်းထိန်တက်တယ်၊ဝမ်းလည်းချုပ်တက်တယ်။ဒါရီကြောင့်ကျမအသားရည်ဟာညွန့်ညံ့ညံ့။အရာရှိမောင်ကြောင့်ပွဲတွေခဏခဏတက်ရတဲ့အခါမိကက်လည်းရင်ပြသွားရော။ဘေးနဲ့ခနာကဝက်စားရတာချက်ချက်ရရရှိပေမယ့်မလှအောင်။ခါတူသေးလေးမလို့တော်ပါသေးရဲ့။ကိုကျမယောဂီယူမဆိုင်အောင်တာရီနာရီတွေနဲ့အလုံးရှုံနေတာပါ။ နောက်ထပ်ပြောင်းတဲ့မျိုးတွေရွာတွေလိုက်နေရပြီးသားသမီးမရတာပဲကောင်းပါလေလို့ကျမထင်မိတယ်တကယ်တော့မောင်ကခလေးချစ်တတ်တယ်လိုချင်နေတယ်ဆိုတာသူ့ဖွဲ့မပြောလို့မသိခဲ့ရပါဘူးအိမ်တော်သားဆက်တက်နှစ်လောက်ရှိတော့ကျမအဖေလေးဖြတ်သွားတယ်အမေကဝဝိုင်းဖက်ဖိုင်အဖေကိုမပြူးစုနိုင်တော့ဘကိုးမှကျမပြန်နေရတယ်မကြခင်မောင်လေးရှာရူးတို့နဲ့ရန်ကုန်ပြန်ရောက်လာတယ်ဘကိုးနဲ့ရန်ကုန်ဆိုတာအိမ်ဦးနဲ့ကျန်းပြင်ဖို့မောင်ကရုံးပိတ်ရတိုင်ရောက်လာတယ်လို့ကျမလေးမောင်စီမကြမကြရောက်ပါတယ်တညာအိတ်လောက်ပါပဲ မောင်ကပဲပြီးရတာလားတပည့်တွေကပဲတစ္ဆာရှိတာလားဒါကြောင့်ကျမအခုမှသိရတယ်ချောချောလှလှတောင်းတောင်းဖြောက်ဖြောက်မိမတွေတွေ့ရင်မောင်ငေးကြီးတက်တာတတိထားမိပြီစေမကောင်းဖြစ်ခဲ့ဘူးပြီမေခုလိုလှုပ်သွားလိမ့်မယ်လို့မထင်မိဘူးအရင်ကတော့မလှတာကိစ္စမရှိဘူးတတရေးရဲ့ဝစ်စားတန်ရပြီလို့ထင်ပြီးဖြစ်တယ်လို့နေခဲ့တယ်ကျမအခုတော့လှကျင်လာပြီသကိုးပြောင်တော့အင်ရှောင်းမင်းရန်ကုန်ပြောင်းဖို့အမေနဲ့တိုင်ပင်ကြည့်တည်တယ်ရှေးလူကြီးတွေကသူတို့စာတီးကိုတိတ်ခင်တယ် အမေကစဉ်းစားအောင်ပဲဆိုပေမဲ့ဒါမီနဲ့အောင်ပြောတာအဖေချားသွားပြီးမျက်ရည်ကျနေလို့စိတ်မကောင်းဖြစ်မိရသေးတယ်။နောက်6လလောက်နေတော့အေးရရဲ9နှစ်လောက်လဲနေတယ်ဖြစ်ပြီးဆုံးသွားတယ်။အကြခင်မားပဲဘကောအိမ်ကိုရောက်ပြီးဘောက်ထော်မှာခြံတဲ့အိမ်လေးပြန်ဝင်လိုက်တယ်။ကျွန်မရန်ကုန်ရောက်လာတော့မောင်ကတိတ်ပျော်ဖို့မရပါဘူး။ကျွန်မတို့အိမ်မှာမောင်မေမီကိုခေါ်ထားပြီးမောင်လည်းအိမ်ကနေရောင်းတက်တယ်။ကိစ္စတခုနဲ့မောင်ခီးထွက်သွားတော့ကျွန်မတန်လင်ကအိမ်လေးစီတစ်ခေါက်ထပ်သွားလိုက်တယ်။ လက်ထဲမှာလည်းစားစရာတွေနဲ့ခေါလောက်လေးလှုပ်လိုက်တော့အိမ်မောင်ကနေကောင်းမလေးဆင်းလာပြီးတော့တကားလာဖွင့်ပြီးတယ်။လာမမဖះဘူးလားလားအလူတခုလာရင်ဝင်လာတာညီမရော့တတဖို့မုတ်တွေဝေးလာတယ်။အာနာစီအိမ်မမရဲ့အိမ်မောင်မထိုင်မေးကြည့်လိုက်တော့အားလုံးတသက်ရရနဲ့အင်ရှင်မပီသားပုံပါပဲ။အတော်ပဲမမခဏဟင်းချက်မလို့ထမင်းစားသွားမယ်နော်။စားမယ်ဒီနေ့တော့အေးအေးဆေးဆေးပဲညီမကြီး။ကျမတို့တီဗီဖွင့်ပြီးတော့သူကအိမ်နောက်ဖေးကိုဝင်သွားပါတယ်။ တပီမကြည့်ပဲကျမအိမ်မော်ကနေအောက်စီမီခြံထဲမှာရှောက်ကြည့်တယ်။အိမ်ဝဲကလေးကခြံထဲမှာတရက်ပင်သုံးပင်မလကပင်ပိန်းနေပင်နဲ့မရမ်းမကြည့်ပင်တွေရှိတယ်။အခုတော့စပယ်ခင်းလေးနဲ့နှင်းစီအိုယူဆနာတနက်ခါပင်ပန်းပင်တွေစုံလို့ပါလား။လာလဲလာမိမလေးပီသားတယ်ပြင်။သူနဲ့တူတဲ့သားလေးကိုမွေးပေးထားရင်သူမကိုမောင်ကတိတ်ချစ်မှာပဲလို့တွေးလိုက်မိတဲ့အချိန်ကျမရင်ထဲတဆက်ဆက်နားလာတယ်။ခုလိုဖြစ်တယ်လို့နေလို့မဖြစ်တော့ဘူး။ကျမတခုခုလောက်မှဖြစ်မှာပါ။ ဆန္ဒမီးရဲ့စကားကိုနားထောင်ကြည့်တော့မှကောင်မလေးနဲ့မောင်ကြီးကစအလေးနဲ့မရှိတဲ့မောင်ဟာသူမမှာကောင်းရင်ရှိနေပြီဆိုတော့မှကောင်မလေးမိဘတွေနဲ့သွားတွေ့မော်လမြိုင်မှာထားပြီးခလေးမွေးစေတဲ့အိန်းနီနာပဝင်းချင်းကတော့သူမနိုင်ငံသားမှာအလုတ်သွားလုပ်နေတယ်လို့သိထားကြတယ်။တန်လေးအိမ်မမနေခင်ကမောင်အလုံးနဲ့နေတဲ့နေရာမှာတိုက်ကန်းငှားပေးထားတယ်။ဆန္ဒမီးနဲ့ရှင်ကြီးမှကျမအတော်ညံ့မှန်းသိလာရတယ်။ရုပ်ရည်ကိုလုံးကိုပေါ့ဘာမှမရှင်းနိုင်ဘူး။သူဟာဖွဲရပြီးသားလို့ပြောပြချင်းမှာ ကျွန်မရှက်လိုက်တာတဦးရီတော်သမီးကျွန်မကိုမိဘတွေကလိုလိုက်ထားတော့စာချိုးစာရမှန်းလည်းမသိခဲ့ပါဘူးသူနဲ့စကားထိုင်ပြောပြီးမှကျွန်မမခံချင်စိတ်တွေဖြစ်လာတယ်ကျွန်မရင်ဆုံးအိုကြီးဒေါခင်ဆောလာနေတော့တွေ့ပြီးအိမ်နောက်သက်အနှစ်20ရှိပြီခလေးမရလို့ဘာလို့ပြောတော့ဆီယမလိုအပ်တာကြီးစစ်ဆေးပြီးတယ်စစ်ဆေးပြီးမှကျွန်မမှဘာချွင်ကျွန်မမရှိဘူးတဲ့အဖြေတိရတော့တဘာဝဆေးတိုက်ကဆရာကြီးစီရောက်သွားတယ်ဆရာကြီးကယာတိမမှန်တာဝမ်းမမှန်တာကိုမှတ်အောင်ရှင်လုပ်ရမယ်တဲ့ ။ကလေးရမရတော့ကိုယ်ကံပေးတယ်လီ။အိန္ဒိယဆော်ပြီးကျမကြိုက်တဲ့အချောချမ်းကြော်လော်ဟင်းတွေမစားတော့ဘူး။ငကြီးမဲနဲ့ချင်းရင်ဟင်းဒီတိုင်းပေါင်ချက်စားရည်။ဝါလာဘူပေါင်မုန်းနဲ့ကပြောသေးစားရည်။ညစာကစုံကိုက်လံဘူးညော့တခုခုပြုတ်ပြီးတော့တုတ်စားရည်။တကယ်ဝမ်းမှန်လာတာ။ဆရာကြီးပေးတဲ့စီးတွေတောက်တော့ရှားသေးလဲမှန်လာရည်။တရက်တော့တစ်ခါမှမတော်ဘူးတဲ့နာမည်ကြီးအလှပြင်ဆိုင်ကိုသွားနိုင်တယ်။မင်္ဂလာပါမမထိုင်ပါရှင်။ဆိုဖာမှာဝင်ထိုင်ပြီးကြည့်လိုက်တော့လာလာ ိမတွေအများကြီးခနေတီးတီးမှလည်းခေါင်းလျှော်သူနဲ့ပေါင်းတင်နေသူနဲ့ရေနွေးကြောက်ခွက်တင်ထားတဲ့ဘန်းလေးနဲ့မိမပြူလေးတယောက်အနားလာထိုင်နေအမမလုပ်ချင်လေခုစပင်ကိုညှက်တော့မညှက်ချင်ဘူးလျှော်ပြီးတော့ပေါင်းတင်မယ်ပြားညာလေးကိုနည်းနည်းလေးဖောင်းမယ်မျက်နှာလေးပါပေါင်းသွားပါလားမမအစိပ်ပါထုတ်ပေးပါမယ်အေးလေမမတော့အလားပြင်ဆိုင်မရဘူးလို့ဘာမှမသိဘူးလွယ်တာလုပ်ပေးပါမမလူလူမျိုးတွေကြီးပဲဆိုမမလေးတို့ထမင်းငက်ပြီလာပါမမသူမရှိပြီးတော့သူ့ကိုခေါ်သွားတယ် လွတ်နေတဲ့ကလေးမကျမလှည့်ပြီးတော့မျက်နှာကိုဆေးတွေလိမ့်လိုက်တုံးလိုက်နဲ့ကျမအိပ်ပြောသွားတယ်။ခေါင်းလျှော်ပြီးနေပြီးတော့မှကျမပြန်နိုးလာတယ်။တနအီလောက်ကျမတော့မန်နေမြင်နေရတဲ့ကျမဟာအတော်ကြည့်လို့လှနေတာ။သမင်းပုံစံလူကိုအတော်ပြောင်းလဲစေတာနော်။နောက်ရက်တွေမှာတော့ကိုကာရအလှတင်နေသွားပြီးတော့နေချိန်ကမမှန်သွားလို့တယ်။၆လလောက်ကျမကျမအတော်ပြောင်းလဲသွားပြီးအလိုမင်္ဂလာဆောင်တွေသွားတဲ့အခါမမရေလှလိုက်တာ။ညီမလေးပိုလှလာတယ်တဲ့။မောင်ကလည်းပြောတယ် ဘာဆေးတွေစားလို့ဒီလောက်လှလာတာလေတဲ့။တနေ့ခွဲလောက်ကြာတဲ့အထိကျမကလေးမရသေးတာတော့စိတ်ပြတ်မိတယ်။အဲ့ဒီအချိန်မှာပဲမောင်ရဲ့အပြောင်းရှေ့မိစာကြလာတယ်။အဲ့ဒီကရုံကပြန်လာပြီးမောင်မျက်နှာမကောင်း။အခန်းထဲအဝေလဲတော့ကျမအနားသွားလိုက်တယ်။မောင်ဘာဖြစ်လာလဲ။မျက်နှာလည်းမကောင်း။ပြောင်းရတော့မင်မော်ကြီး။ရော့ဖတ်ကြည့်။ကျမဆောင်ရဲ့ယူပြီးဖတ်ကြည့်လိုက်တော့ပြောင်းရမယ့်နေရာကိုကြားတော့မကြားဘူးဘူး။ဟင်ဘလို့နေရိုင်းတယ်။လာလာမောင်ပြမယ်။ ကျမတို့အိမ်ခန်းထဲမှာကတ်ထားတဲ့မြမပြေမြေပုံရဲ့တဏီအောင်သူထောက်ပြတယ်။ဟမ်ထိုင်းနေစမလား။ဟုတ်တယ်မော်အဲ့ဒါထသွားမေကလန်အတော်ဆိုးတာ။တောင်းတွေအတက်အစင်းလမ်းကလေးကျန်းသေးအခက်မတင်လမ်းမှာတော့ညအိမ်ရှာတယ်။မော်ပါလိုက်မင်းမလိုက်နဲ့အောင်နောက်မှမောင်းလာခေါ်မင်း။တခါလေးလိုက်ခင်မင်းမောင်းအောင်စိတ်မချအောင်။ကျမအမတ်တမေပြောလိုက်တာပါ။အဲ့ဒီစကားသူ့ကိုထိခိုက်သွားစေရင်ထင်ပါရဲ့။သဘောသဘောလို့ပြောပြီးခန်းထဲအောင်ထွက်သွားတယ်။ ။နောက်ရက်တွေမှာတော့လိုအပ်မယ်ထင်တာလေးတွေဝယ်စုရတယ်။မောင်ကတော့ပြောပါတယ်ပစ္စည်းတွေအများကြီးတည်ဖို့မလို့ဟိုမှာအကုန်ဝယ်လို့ရတယ်တဲ့။မေတို့နှစ်ယောက်တည်းထားခဲ့ဖို့စိတ်မချရနဲ့။အမောင်ဝမ်းခွဲကိုအပ်အဖော်ကမာလေးတစ်ယောက်ရှာပေးရတယ်။ကျမတို့ရန်ကုန်ကနေထွက်လာတော့ဝေးလီဝေးလင်းကျန်းလိုက်တဲ့လမ်းရောက်တော့ခေါင်ရတဲ့အထက်မိုးချုပ်ပြီးမောင်မဲနေတဲ့မြို့လေးမီးမရဘူးတဲ့စိတ်သက်သာကြခြင်းချင်း။လာကြတဲ့သူတွေကဘက်ထရီမီးတွေနဲ့ကျမတို့နေရာမဲ့အိမ်လေးစီကိုခေါ်သွားတယ် တောင်ကုန်းလေးပေါ်မှာတထက်တိုက်ပုတ်ပုတ်ချစ်စရာလေးမြင်ရတော့မှကျမဘဝင်ကျသွားတယ်။အထဲရောက်တော့အိယက်ခင်းတွေအစင်တင်ပြင်ပေးထားတယ်။ခီးပန်းတော်လူကမလုချင်တော့ဘူး။ခြေလက်ဆေးပြီးတော့အိတ်လိုက်တာမနက်အစောကြီးမှနိုးလာတယ်။ခန်းပြင်ထွက်တော့မောင်ကမရှိတော့ဘူး။စာလေးတစ်စောင်အေကန်းစဝဲမှာတင်ထားရနေဖက်ကြည့်တော့မောင်လှုပ်သွားပြီ။ထမင်းစဝဲပေါ်မှာကောင်းကြီးပေါင်းနဲ့ခေါပုတ်ကြော်လာပို့ထားတယ်။ဒီနေ့တော့ဘာမှမချက်နေတော့တဲ့။ကျမမျက်နှာတက်ပြီးအိမ်ပြင်ထွက်ကြည့်တော့မိုင်းရှည်နေတဲ့ရာသီဥတုနဲ့ရှုခင်းတွေဟာလှလိုက်တာ။ တိတ်ဆိတ်နေတဲ့ပဝင်းကျင်နဲ့လက်ဆက်တဲ့လေးကိုရှူရင်အိမ်တကားဖိတ်ခြေတကားဖိတ်လမ်းလျှောက်ထွက်လာခဲ့တယ်။ဒီမျိုးလေးကိုရောက်ပြီးနှစ်လကျော်မှကျမနေသားကျသွားပြီ။ဆန်နေရဆိုင်ခင်းလေးမှာငရုတ်ခရမ်းနဲ့ရုံးမဏီတီးလေးတွေတီးစားပြုတ်နေပြီ။ကျမခင်းလေးဟာသုံးလေးကောင်ခုချက်ပြီးပြီပေါ့။လက်ဆက်တဲ့လေးကိုရှူလက်ဆက်တဲ့အသားငါအသေးရက်တွေစားပြီးတော့အရင်ကပေါင်တရာပဲရှိတဲ့ကျမဟာခုတော့ပေါင်130ကျကျော်။အိမ်မှာကြိုးဖုံးရှိပြီးမယ်အမေတို့စီကိုဖုန်းဆက်ရင်ဟယ်လိုဟယ်လိုကြားရလားဆိုတာနေပြီ။ လိုင်းမကောင်းတော့စားတဲ့ကနေစားရပြီးတတိယကြောင်လွမ်းနေပြီဖြစ်ကြောင်းကျမရေကယူစိုက်ဖို့ဖြစ်ကြောင်းတွေကိုမှားရတယ်။လီလာလောက်အကြမှာကျမရာသီမလာတော့ဘူး။စိတ်ထဲထိတ်ခနဲဝမ်းသာသွားပြီမေ။မသေးကြသေးရနဲ့ဘယ်သူမှမပြောဘဲစောင့်ကြည့်နေတယ်။နှစ်လကျော်သုံးလနီးပါးမလာတော့မှကျမနေတဲ့အိမ်ကနေ15မိနစ်လောက်သွားတယ်။လက်တဲ့အမိုးအိမ်ကိုသွားခေါ်ခဲ့လိုက်တယ်။ဒီမျိုးလေးကခလေးတွေတော်တော်များများသူ့မွေးပေးခဲ့တာတဲ့။အမိုးလိုက်လာပြီးတော့ဘိုက်ကိုဆမ်းပြီးတော့ခလေးရှိနေပြီတဲ့လေ။အမိုးပြန်သွားတော့ဝမ်းသာလုံးလုံးမျက်ရည်တွေကြား အိမ်ထဲမှာလည်းပတ်ကနေပြီးတော့တာမောင်ရုံးကပြန်လာတော့မပြောသေးဘူးရေချိုးထမင်းစားပြီးမောင်လက်ကိုဆွဲကျမပိုက်ပေါ်တင်ပေးလိုက်တော့ဟင်းဆိုပြီးမောင်ကကျမမျက်နှာကိုလှည့်ကြည့်ခေါင်းညိပြလိုက်တော့ဝမ်းသာလိုက်တော့မော်ရဆိုပြီးကျမကိုဖတ်ထားတော့မောင်ကိုပြန်ဖတ်ပြီးတဟီးနဲ့အားရပါရငိုချမိလိုက်တယ်ရှင်ကျမကဝင်ရှိပေမဲ့ထူးဆန်းလိုက်တာအစားအသောက်မပြတ်အော့အန်ခြင်းမရှိပကတိငကိုအတိုင်းပဲကဝင်ရှိပြီဆိုတော့ကျမတို့နေတဲ့တထပ်တိုက်လေးပြီးမှအဆောင်တစ်ခုဆောက်ပြီးတော့ သူတပည့်မျိုးကန်နဲ့မယားနှစ်ယောက်ကိုခေါ်ထားလိုက်တယ်။ကျမတို့ထပ်အသက်ကြီးပါတယ်။ကျမလည်းစကားပြောဖို့ရသွားတာပေါ့။သူတို့လည်းငငယ်နဲ့အိမ်တော်ကြသားသမီး၃ယောက်လုံးတစ်ဖက်ကမ်းမှာအလုပ်သွားလုပ်နေကြပြီ။ဒီမျိုးဟာကလေးတော်တော်များများတစ်ဖက်ကမ်းမှာပညာထက်မရှိတဲ့လောက်ပဲ။အင်တန်ရှင်းနဲ့ရှော့ဖို့ရေးကိုမိမအလုပ်ပေးပြီးခြံထဲအပင်တွေကိုအလုပ်ကပြန်လာနေသူယောက်ျားရေးလောင်းပေးတယ်။ဟင်းကတော့ကျမကိုယ်တိုင်ချက်ရမှာ။ကျမရန်ကုန်မဟင်းကချက်တဲ့နေဆိုရင်ကောင်းလိုက်တာဆိုပြီးလင်မယားနှစ်ယောက်ကကောင်းမဖို့တဲ့အစားကြတယ် ကဝင်ရှင်းလာတော့မြို့အောင်ဆေးရုံလေးကိုဆရာဝန်ရှောင်းမလာသေးတော့မောင်ကဆေးပူသွားတယ်။ဒုနာဖြူနှစ်ယောက်တော့ရှိတယ်။လိုလိုမဲမဲခက်ခဲလာရင်ဘယ်လိုလုပ်ရပါ့မလဲလို့တော့စိတ်ပူမိသွားတယ်။မိုးရီတဲကြီးမကြီးရွာလေးနေမောင်ရုံးမှာကျူတီကြတဲ့နေ့တကောင်ကျော်ကြီးမှပိုင်းလာပြီးတော့လက်ညှိုးလိုက်။လက်တဲ့အမိုးကပိုင်းလာပြင်ပြင်းခလေးမွေးကျင်ဘယ်လိုနာလာတာလဲလို့မေးထားမှုတော့မွေးကျင်ကတေးချာနေပါပြီ။ဘေးငါလေးမရအောင်နှုတ်ပြီးတော့မောင်စီဖုန်းခေါ်တော့လိုင်းကမမိ။မိမလို့သူကလက်တဲ့အမိုးကိုသွားခေါ်ပါတယ်။ မတော်ခင်ကျမကိုပြောတော့သေးတယ်။စိတ်မပူနဲ့ဆရာမခလေးမွေးချင်းတေလူအောင်နာတာဆရာမကြီးကမိုးလေးမှမွေးမှာပါ။အမိုးရောက်လာတော့ကျမကိုခန်းထဲခေါ်ပြီးတော့မီးတွေထိန်နေအောင်ထုံခိုင်းတယ်။သူကြည့်လိုက်တော့အိုးရေမောပေါက်နေပြီ။အိမ်ကမောင်တပည့်ကမောင်ကိုသွားခေါ်ပြီးတော့မောင်ရှောင်းလာမှသမီးလေးကဥဝဲဥဝင်းနေစမုံနေပြီ။ကံကောင်းခြင်းလက်ဆောင်တွေကိုယူလာပေးတဲ့သမီးလေးကျမကိုဒုက္ခမရောက်စေဘူး။ခိုင်လေးအပြင်းထန်မနာလိုက်ရပဲနဲ့ရှော့ရှော့ရှူရှူထွက်လာရှာတယ်။ ပေါင်ကလည်း9ပေါင်ကျော်မယ်။မနက်လေးလေးချင်းမှပဲအနီးလေးနဲ့ထွေးထားတဲ့သမီးလေးကိုကြည့်ပြီးကျမတို့နေမယပီတိတွေဖြားလို့ကျမအနုထွက်ကောင်းတော့အမေတို့ဆိုပြီးတလားကြပါတယ်။အသားဖြူဖြူဖွဖွေကြည်လင်ပြီးဝိုင်းဆက်နေတဲ့မျက်လုံးလေးတွေမျက်တောင်ရှိရှိကောက်ကောက်ကြီးတွေနဲ့မောင်နဲ့လည်းမတူကျမနဲ့လည်းမတူတဲ့သမီးလေးကိုသူ့ကိုမွေးပေးတဲ့အမိုးခေါ်တယ်လို့တမျိုးလုံးကဘောစီမာလို့ခေါ်ကြတယ်။ကျမကမမောထုံးလို့နေမယ်ပြီးတော့မောင်ကယူလို့နေတယ်။ ။တမီးလေးကလက်မရွေးဘူး။ခေါ်တဲ့သူတိုင်းကိုလိုက်တော့ကျမမပြေမဲရပါဘူး။မောင်အမျိုးလေးတွေကလမ်းတွေကိုကတ်တရားတွေဖြစ်အောင်ပန်းချန်တဲ့ကလေးကစားကွင်းဈေးလေးတစ်ခုဖြစ်အောင်လုပ်ပေးလို့တမျိုးလုံးကလေးစားချစ်ခင်ကြတယ်။တမီးလေးသုံးနေကြကြမှမောင်ရှာတူးထိုးပြီးတော့ရန်ကုန်ပြောင်းဖို့အမိစာထွက်လာတော့ကျမမဝမ်းတောင်ဝမ်းနေဖြစ်ရပါတယ်။မောင်လည်းဒီလိုပဲခံစားရမှာ။ဟန်ဆောင်မှုမရှိရိုးသားတဲ့မျိုးကန်တွေကိုတယောက်စင်တွဲနေပါပြီ။ကျမတို့ပြန်မေးနေမှာပို့ပြီးတော့စိတ်ထိခိုက်ရတယ်။ကားနာမှာမိမတွေကကိုယောက်ျားတွေဟာမျက်ရည်တွေဝဲနေ ကျမတို့လာနှုတ်ဆက်ကြတယ်။လက်ဆောင်တွေလည်းအများကြီးပဲ။ဘောစီမကြီးအမိုးတို့စီကိုလာလေဦး။အတန်တုံတုံနဲ့အမိုးကပြောတော့စိတ်မထိန်နိုင်တော့ပဲကျမရှိုက်ကြီးတငယ်ငိုချမိတယ်။ကျမတို့ကားလေးမမြင်ရတော့အထီးလက်ပြနှုတ်ဆက်ကြတာဝမ်းနေစရာ။ရန်ကုန်ပြောက်တော့အဖေါ်အနှစ်ယောက်လုံးကမီးလေးကိုတပွေးတပိုက်ပိုက်နဲ့ချစ်နေကြတာ။ညဘက်သမီးလေးအိတ်သွားတော့မောင်ကပြောစရာရှိတယ်။သူဘာပြောမလဲဆိုတာကျမသိနေတယ်။စန္ဒာနဲ့သူ့အကြောင်းသားလေးတယောက်ရှိတယ်ဆိုတာသူပြောပြီးမှ ကျမတိနေပြီးသားအကြောင်းပြန်ပြောတော့မောင်အံ့ဩနေတယ်။တီးခဲနိုင်လို့မြို့သိမ့်နိုင်လို့နဲ့ကျမကိုသူပူပူချစ်မိလာတယ်တဲ့လေ။ရန်ကုန်ရောက်ပြီးတော့လေးကြောင်တော့စန္နာတို့သားမီကိုမောင်ကအင်ကိုခေါ်လာတယ်။အကြောင်းဆုံးတိသွားတော့အမီတို့ကအံ့ဩနေကြတယ်။မောင်အမီကတော့မောင်ငယ်ငယ်ကနဲ့တပုံးစံနေတူတဲ့မီးလေးကိုချစ်မဝါဖြစ်နေတယ်။မောင်သားလေးအောင်ကိုရက်အောင်သွားပြီ။ဒီနေ့ကတော့တမီးလေးမမောထုံးအကြောင်းစာတက်တယ်နေ။ကျမကတမီးလေးကိုအားထားကားတဲ့တကုံးမှာပဲထားတယ်။ကျမကိုယ်တိုင်ကောင်းမောင်းပြီးတော့ပို့ပေးတာ။ ။တမီးလေးနှစ်တန်းရောက်တဲ့နေ့မှာမောင်သားလေးကစင်ကာပူမှာကျောင်းသွားတက်တော်မယ်။ဆန္ဒအုပ်ထိန်သူအနေနဲ့နေခွင့်ရလို့သူပါလိုက်သွားမယ်တဲ့။လေးစိတ်ကိုဆန္ဒရဲ့အဖေအမေမောင်အမီနဲ့ကျမတို့သားမိတုံရောက်လိုက်ပို့ကြတယ်။လေးစိတ်ထဲမဝင်ခင်လူကြီးတွေကိုကြောက်ပြီးဆန္ဒကကျမလက်ထဲစာလေးတစ်စောင်ထည့်ပေးသွားတယ်။အိမ်ပြောက်တော့ကျမအခန်းထဲမှာသူပေးသွားတဲ့စာလေးကိုဖတ်ကြည့်လိုက်တယ်။ကျေးဇူးရှင်မမကိုအရင်ဆုံးကြောက်ပါတယ်။မမမှတ်မိလို့ပါ။ညီမလှရင်ကြီးမေးပြန်ဝဲမှာပထမဆုံးရတော့မမကိုယ်တိုင်စောင်းပေးခဲ့တာပါ။ မမရဲ့တန်လီအိမ်ကိုပထမတစ်ခေါက်ရောက်လာတော့ဆန္ဒလည်းမမှတ်မိဘူးမြင်မှုတလူလူရှိရဲပဲထင်နေတာဒုတိယတစ်ခေါက်ရောက်လာတော့ဆန္ဒမိဖို့တွေမှာကနန်းဟင်းချက်နေတော့မိဖို့တွေကရဲကပိန်းနေပြန်ကိုချပြီးဒီပိန်းနေပြန်တော့တီးနေပြီပဲလို့ပြောတန်ကြားလိုက်တော့မှကုကုစနီမမှတ်မိတော့တာပါအစားစားရရအတွက်တောင်းမှန်ပါရဲ့မမမမတို့တောင်းမိတားလေးချောင်းပြီးစီကူမားပဲနေတော့မယ်တကယ်တော့မမကကုကုရဲ့ပွဲတက်မရစစ်ပါ ပွဲတက်ရတယ်ဆိုတာတရားဝင်မှတက်လို့ရတာပါ တရားဝင်မဟုတ်တဲ့ဆန္ဒတို့တက်ချင်လို့တက်လို့မမရတာစေတဘောရကြီးမြတ်ပြီးတော့စက်တီရှိတဲ့မမကိုကိုလက်ကိုဆွဲတဆုံတိုင်ပွဲတက်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်တတော်ဝဲရရင်ညီမနဲ့အတူစင်ကူမှာပွဲလာတက်ပေးပါဦးမမရေစစ်ခင်လေးစားလေးရဲ့ဆန္ဒသူစားလေးဖက်ပြီးတော့တနာသွားတယ်ကျွန်မစိတ်တဘောရကြီးတယ်လို့သူလဲစိတ်ထားကောင်းနေသူပါမောင်ကိုသူ့အပိုင်မချီပဲနဲ့စွမတိုးရှာဦးအမေတွေနှစ်ယောက်ဟာအသက်90ကျော်မောင်ဟာပြင်ဆင်ယူပြီးမှတော့ ။သမီးလေးမမောထွန်းအောင်ဆရာဝန်ဖြစ်ဆေးကန်းတောင်ထိုင်နေပြီ။ဒါလေးအာကမြင်ထွန်းဖွဲယူတော့ကျမစင်ကာပူရောက်သွားသေးတယ်။ပင်စင်ယူပြီးလဲမောင်းလက်ကိုတွဲခူရီပွဲတွေတက်နေရတော့မှရှင်။ပရိသတ်များရှင့်ဒီနေ့မှာတော့ပွဲတက်မရဆိုတဲ့ဇာလန်လေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။နောက်နေ့ဒီမှာလဲဇာလန်ကောင်းများစွာနဲ့အတူတူပြန်လာခဲ့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ရှယ်ယာအော်ဒီယိုဘုတ် channel ကို like and subscribe လုပ်ထားပြီးတော့ဒီမှာရှိတဲ့ notification bell လေးကိုနှိပ်ထားပေးကြပါအောင်နော်။ဒါဆိုရင်ဇာလန်ကောင်းများစွာနဲ့အတူတူပြန်လာခဲ့ပါမယ်ရှင်။